မြန်မာငလျင်ပီအတွက်တရုတ်နိုင်ငံကကူညီထောက်ပံ့တဲ့73စီဒက်စီဒီဇယ်စီတန်ချိန်9000မကြာမီရောက်ရှိလာမှာဖြစ်ကြောင်းအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကနေသိရပါတယ်။အဆိုပါ73စီတွေကိုဖြန့်ခွဲအသုံးပြုမဲ့ယာတာချက်ကိုလည်းကြိုတင်တင်ပြဖို့စွမ်းအင်ဝန်ကြီးဌာနကိုညွှန်ကြားထားကြောင်းလည်းကော်မတီကဆိုပါတယ်။ ။ဒါအပြင်ရေကြောင်းခရီးနဲ့ရောက်ရှိလာမဲ့ကွန်တိန်နာမော်ဂျူလာတွေနဲ့အခြားသောထောက်ပံ့ရေးပစ္စည်းတွေကိုကုန်ရထားနဲ့ရန်ကုန်မှနေပြီးတော့မန္တလေးအထိပို့ဆောင်နိုင်ရေးကိုလည်းပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနဲ့လှူဒါန်းတဲ့ပစ္စည်းတွေလက်ခံဖြန့်ဝေရေးလုပ်ငန်းကော်မတီတို့ညှိနှိုင်းဆောင်ရွက်ကြဖို့လည်းအတည်ပြုထားပါတယ်။ ငလင်ပေးအတွက်ပြည်တွင်းပြည်ပကထောက်ပံ့ထားတဲ့ကယ်ဆယ်ရေးပစ္စည်းတွေအလူငွေတွေကိုစနစ်တကျလက်ခံသွားဖို့နဲ့ဖြန့်ခွဲရမှာစနစ်တကျတန်တရားကင်းစွာနဲ့ဆောင်ရွက်ကြဖို့ကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကဧပြီ25ရက်နေ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်ငလင်တန်တဲ့ဒေတာတွေပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတော်ကပေးအပ်ထားတဲ့ထောက်ပံ့ငွေတွေကိုအ धिक လိုအပ်တဲ့နေရာတွေမှာသုံးစွဲဖို့နဲ့ပြည်ပမှနှောင်ကျိုးမဲ့အကူအညီတွေကိုစစ်စစ်လက်ခံသွားဖို့တိုက်တွန်းထားပါတယ် ဧပြီလ24ရက်နေ့အထိငလျင်ပေးအတွက်ပြည်ရင်းပြည်ပအလူရှင်တွေထံမှကျပ်135.86ဘီလီယံအမေရိကန်ဒေါ်လာ1.43တန်းကိုရီးယားဝမ်5တန်းအိန္ဒိယရူပီ15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3150လက်ခံရရှိထားပါတယ် အဆိုပါလူနှောင်းငွေတွေကိုအမျိုးသားတဘာဝပေးအပ်နေရဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစည်ရင်းနဲ့ထည့်သွင်းထားပြီးစနစ်တကျနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့ကော်မတီထံမှသိရှိရကြောင်းပါခင်ဗျာ you